မြန်မာအနုပညာရှင်တွေကတော့ရောက်လောက်တဲ့လုံရတခုကိုမင်္ဂလာဆောင်မှာလွတ်ခဲ့တဲ့ထိုင်းမင်းသမီးဒါဝီကဖီမက်စကားကြီးနဲ့ကဘာကျော်သွားတဲ့ထိုင်းမင်းသမီးချော့ဒါဝီကတရားသူမရဲ့ချစ်သူဖီတောနဲ့လက်ထပ်လိုက်တဲ့တဲ့ရင်ကိုအားလုံးသိကြမှာပါဒါဝီကဟာသူမရဲ့မင်္ဂလာပွဲမှာမြန်မာနိုင်ငံကအနုပညာရှင်တွေတူယူချီးကျူးတဲ့လို့တချို့သောအနုပညာရှင်တွေရှက်တက်တဲ့ပြုမှုတစ်ခုလုပ်ခဲ့ပါတယ် ။ဒါဝီကာဆိုရာထိုင်းနိုင်ငံရဲ့ထိတ်တန့်ကျယ်ပွင့်ကဘာကျော်ဘရန်နီရဲ့တန်တပန်ဖြစ်ကောင်းအရန်ချမ်းသာတဲ့မင်းသမီးတယောက်ပါ။ဒီလိုမင်းသမီးတယောက်မင်္ဂလာဆောင်နေဆိုရာအားလုံးကအခမ်းအနားဆုံးကြီးကျယ်ဆုံးဖြစ်မယ်လို့ထင်ထားကြတာပါ။ဒါပေမဲ့ဒါဝီကာဟာကြီးကျယ်ခန်းနာတဲ့ပွဲကြီးလုံးဝမလုပ်ခဲ့ပါဘူး။မီဒီယာတွေကတော့ဖိတ်မကြခဲ့ပါဘူး။နှစ်ဖက်မိသားစုဝင်တွေအရင်ဒီဆုံးတငယ်ချင်းတွေနဲ့ပဲဗုဒ္ဓဘာသာဝင်ဖြစ်ပြီးတန်ဃာတော်တွေကိုစွန့်ကပ်ပြီးအထိပ္ပယ်ရှိရှိရိုးရိုးရှင်းရှင်းလေးပဲမင်္ဂလာပွဲကိုကျင်းပခဲ့တာပါ။ မြန်မာနိုင်ငံကမျိုးပညာရှင်တွေကတော့မင်္ဂလာဆောင်ပြီဆိုရတဲ့ငါးပွဲ၆ပွဲကုန်ပကတနာပြည့်နေကျင်းပကြပါရယ်။နမကြီးစိန်ရွှေဆိုင်တွေကစပွန်ဆာယူကြတဲ့တိမ်မောင်းတောင်းချီတန်းရတနာတွေရွှေပင်ပိတ်တာဆိုပြီးအပြိုင်ဆိုင်ကြွားကြတဲ့နိုင်ငံရဲ့ချင်းတွေပြည်သူရဲ့ခန်းစားချက်ကိုတော့ထဲ့မစင်စားပဲဂုဏ်ဒီဖော်ထုတ်ကြတာပါ။ဒါဝီကားကောင်သူတို့ထက်စားပေါင်းများစွာချမ်းသာပြီးနမကြီးပေမယ့်ဒီလိုကုန်ပကတနာတွေကိုလုံးဝမလုပ်ခဲ့ပါဘူး။လက်ထချင်းဆိုတော့ချက်ချင်းမြတာကဒီကောင်ကုန်ပြိုင်မှုမဟုတ်ဘူးဆိုတာကိုတတ်သိပြသွားခဲ့ ဲ့ပါတယ်။ဒီလိုယိုရှင်မီတိတ်ပယ်ရှိရင်လုံရဲ့တော်တော်မြမနုပညာရှင်တွေအတူယူတင်ကြောက်ပြောရင်ပရိသတ်တင်အောင်တာဝီကာပေါ်မှာဘလို့မြင်ကြလဲဆိုတော့မျှဝေပေးခဲ့ကြပါအောင်ရှင်။